အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ29ရက်အင်္ဂါနေ့ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဂျာရင်နစီကိုပြစ်ခတ်တက်ခိုက်နိုင်ခဲ့ပြီးဗမော်မာထိတွေ့မှုတွေပြန်လည်ပြင်းထန်လာခဲ့ပြီဖြစ်ပါတယ်ပြီးခဲ့တဲ့ဂျာရင်ပြစ်ခတ်မှုကြောင့်အရေးပေါ်လူနာများလည်းမပို့ဆောင်နိုင်လိုက်သလိုနောက်ဆုံးအင်အားဖြင့်စစ်ကူရောက်ရှိခြင်းလို့ဆိုရမှာဖြစ်ပါတယ်ရောက်ပိုင်းတိုင်းစစ်တပ်နာတို့ကတော့ တက်ခိုက်ရရရင်နှစ်စီးခြံရပြီးတယ်ယူဖို့ဆောင်ရရဟရင်နဲ့အင်အားဖြစ်တင်းလိုပါတယ်လို့ပြင်ပြချက်ရှိပေမဲ့စေယုံကျုပ်ကအကြောင်းပြန်ကြားတာမရှိသေးဘူးလို့သိရှိရပါတယ်။ဗမာမျိုးသိန်းတိုက်ပွဲဟာကချင်ပြည်မှာနှစ်ဖက်အထိကအကြအဆုံးအများဆုံးဖြစ်ပါတယ်။တစ်ဆယ်နှစ်ဆက်ခွန်ဆက်စည်အလိုကာလတွေမှာမျိုးသိန်းတိုက်ပွဲတွေဟာအချိန်ကြာမြင့်လာတာကိုတွေ့မြင်လာရပါတယ်။ယနေ့မှာတော့အမှန်နဲ့ဆက်စည်ကိုကဲမှုဌာနချုပ်ရဲ့အဓိကရှေ့ကခင်းလို့ဖြစ်နေတဲ့ ဝင်းလိုက်ဟိုတယ်စစ်စခန်းကို KIA ကချင်းလွမြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်တွေရရှိလိုက်ပြီဖြစ်ပါတယ်။ထုံမတစ်စစ်အမှန်တည်းစစ်စီရင်ကိုကဲမှုဌာနချုပ်ရဲ့ဘိုကင်းကိုကြော်တော်အားကိုကဲမှုဌာနချုပ်ရုံးထိတိုက်စစ်ဆင်နိုင်တော့မှာဖြစ်ပါတယ်။ဘမောကိုလက်စာတုံချင်မုန်းနိုင်ရေးတိုက်စစ်အရှင်နောက်တစ်စစ်ထမ်းမြင့်နေပြီလို့ပြောရမှာဖြစ်ပါတယ်။ကဲဘမော်ကြီးဘလောက်ကြာကြာတောက်ခံနိုင်မလဲတစ်ချက်ကြည့်ကြတာပေါ့။ကျောက်စိမ့်ကြီးဂျိတ်လန်းလို့ တင်စားခေါ်ဝေါ်ကြတဲ့ဖားကတ်မြင်မှာတော့မြေပြင်ထိတွေ့မှုတွေပြင်းထန်နေတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်ပြုလုပ်နေတာမို့စစ်ဘေးရှောင်မှုပြင်းစင်နေကြပြီဖြစ်ပါတယ်။ကန်စီရှိဘက်ကကဒေသခံတွေတိမ်းရှောင်နေကြပြီဖြစ်တယ်လို့လယ်ပြင်ဖန်ကားဆောင်ခွန်စာကုန်းကပြည်သူတွေလည်းတိမ်းရှောင်မှုနားဆွင့်နေကြပြီလို့သိရပါတယ်။ဖားကတ်မြေဟာစစ်မဲ့မကြာခဏဖြစ်ပွားလေးရှိပေမဲ့ကျောက်တွင်းတွေကတော့လုပ်ငန်းရပ်တန့်ရတယ်ဆိုတာတော်တော်ကိုရှားပါတယ်။ဇွန်ကတော့2013ခုနှစ်ဝင်းကျင်လောက်က အနောက်မြောက်ပိုင်းလေးအောက်ခံတတတကထိုင်နေလို့ပေါ့ဒါနဲ့ပြောရပါအောင်မယ်အဲ့ဒီဖားကတ်မြေမှာကချင်နယ်မြေကတက်တွေခြေချခွင့်မရဘူးဖြစ်ပါတယ်စကိုင်းတိုင်းတွေကတက်တွေကိုသာထည့်ထားမြေဖြစ်ပါတယ်ယခုတက်လာနေတဲ့ခြေလင်တက်မှာတုံးကတော့2000ခုနဲ့အလွန်နောက်ပိုင်းဖားကတ်မြေကိုခြေချဖို့ဆေးလွှတ်ခြင်းခံထားရတဲ့ကချင်ခြေဆိုင်တက်မှာတစ်ခုဖြစ်ပါတယ်ဆက်ရရင်ဖားကတ်ကြောက်မောင်းတစ်ခုမှာ KIA ကချင်လွတ်မြောက်ရေးတက်မှာတော့ ်တို့လှုပ်ရှားမှုရှိနေတဲ့ဆိုတဲ့သတင်းတစ်ခုစစ်ကောင်စီရရှိထားတာရှိပါတယ်စစ်တပ်ရဲ့ထုံးစံကအဲ့ဒီလိုသတင်းပေါ်လာရင်အနည်းဆုံးတပ်စခန်းစစ်ကြောင်းကနေနေရှင်းလင်းရေးသွားပြီးလောက်ရတာဖြစ်ပါတယ်စခိုင်းတိုင်းတွေကတပ်တွေဆိုတာအခုຫນွေဦးတော်လိုင်းရေးကြကမှမေမေရရစစ်တိုက်ဖူးတာဖြစ်ပါတယ်စစ်ကြောင်းဟာလဲဂျွာမာရှင်လောင်းလဲတယ်လို့တွားနေမယ်လို့ယူဆပါရတယ်။ကြောင်မဟောင်းတနေရာရောက်မိုင်းကြီးတစ်လုံးဖောက်ခွဲလိုက်ပြီ ်အင်အား30ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာပျောက်သွားပါတော့တယ်ပေါက်ကွဲကဘလောက်ပြင်းထန်တယ်လဲဆိုရင်မာကျော်ပါတယ်ဆိုတဲ့ငချင်းကြီးဆက်လက်ပြောင်းတော့လိန်ကွေးသွားတဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ကျွန်တော်ပြောခဲ့မှုပါတယ်မန်လေးတိုင်းမထိုးကြီးထမ်းနေမှာကြေးရွာ gas pipeline လုံခြုံရေးစခန်းကိုစစ်ကောင်စီလက်လွတ်ထားရတဲ့ဖြစ်ပြီးအဆိုပါလုံခြုံရေးအဖွဲ့တွေဟာမြို့ထဲကိုစုခွာသွားတာဖြစ်ပါတယ်၎င်း gas ချင်းချုပ်ရေးစခန်းထဲမှာ ကာကွယ်ရေးအင်အားစုတွေလည်းဝင်ရောက်အခြေပြုထားတာမရှိပေမဲ့စစ်ကောင်စီကပြန်လည်ဝင်ရောက်ရတဲ့အနေအထားမျိုးကိုလည်းမတွေ့ရသေးဘူးဖြစ်ပါတယ်။မေဒီလာတက်နေမှုကတော့တမလို့ဒီသားဆိုင်ရောကစစ်ဘိုးတွေဟာခြေစစ်မှာဖြစ်စေခံစစ်မှာဖြစ်စေအလုံးမဖြစ်ကြောင်းတိုင်းမှုထံအစီရင်ခံတင်ပြနေရပြီဖြစ်ပါတယ်။ပြည်ဦးလည်းမှာကြားနေပြီဆိုလို့ဘာများလဲပေါ့။နိုင်စင်မဲ့ဆိုင်ရဲ့ကာမောင်းနေလူတွေကိုဖမ်းဆီးဝင်ညစ်နေခြင်းလုပ်နေတာဖြစ်ပါတယ်။မခွေးတိုင်း အထက်မင်းကမလွန်တက်နယ်တဲကနေထွက်လာတဲ့အင်အား60ခန့်တံများကမော်တော်ယာဉ်လေးစီးဟာဂျေနာမကိုဖြတ်ပြီးကန်တုတ်စစ်စေးဂိတ်ကိုယနေ့မနေ့မှရောက်ရှိအခြေပြုနေခဲ့တာရှိပြီးဆက်လက်ဖက်ခွာသွားတာလည်းရှိပါတယ်။ရှောင်းရဲမဲ့ကိုစစ်ကြောင်းထိုးတာဖြစ်နိုင်တယ်လို့ဒေတာကန်တွေကခန့်မှန်းကြပါတယ်။ဗရန်တန်နယ်ကိုအင်အားပြင်းနဲ့ရောက်လာတဲ့အမှတ်69ခြေပြန်တပ်မဌာနချုပ်ရဲ့ဂျေနန်း၅စီးဟာအမှတ်စနေကာဝေးပစ္စည်းစက်ရုံထဲမှာယာယီခြေပြုလျက်ရှိပါတယ်။ တာတာတချာဦးဂျမန်လေးကထွက်ပြေးခဲ့ပြီမဲ့၅ရောက်ပြန်လဲဖမ်းဆီးခံရပြီးတယောက်သာလွတ်မြောက်ခဲ့ပါတယ်။တောင်စရမြေဟာမကြသောကာလမှာအောင်ပွဲသတင်းကောင်းတွေဇက်တိုက်ထွက်ပေါ်လာနေမှုရှိနေပါတယ်။ကလေးကနေတီးတိမ်ကိုတက်လာတဲ့စစ်ကြောင်းကိုချင်းနှစ်ဖွဲ့ဖြစ်တဲ့ CC နဲ့ CB ပေါင်းပြီးဟန်စစ်ဆင်နေပြီဖြစ်ပါပြီ။ချင်းနှစ်ဖွဲ့အခုလိုပေါင်းတတ်ပြီဆိုရင်တော့တီးတိမ်ကိုလာတဲ့စစ်ကြောင်းအပြင်တီးတိမ်မျိုးကိုပါတိတ်ရင်တောင်ရနိုင်မှာဖြစ်ပါတယ်။ ထိုနှစ်ဖွဲ့သားယခုလိုပေါင်းစည်းမိပြီဆိုပါကဇက်အာရီဆိုတာလဲနေပြည်တော်အထိဆင့်ပြေးရမှာဖြစ်ပါတယ်။ဂျန်အောင်ကြိုက်ကစံအာဂလာကွင်းတွင်မှာစစ်မော်တော်ရင်တစီရောက်ရှိနေပြီးလုံခြုံရေးဖြန့်ခွဲနေရယူထားတာရှိပါတယ်။တောင်မြင်းပြိုင်လန်းဂိတ်ချောက်မှာလဲလုံခြုံရေးယူထားပုံထောက်ရင်အကောင်ကြီးကြီးလာမဲ့အစီအစဉ်ရှိပုံရပါတယ်။ယနေ့အာဂါညုံချုပ်ထွန်းမြင့်ဦးရခင်ဘိုးကြီးဟာဟာအလုံသမားဝင်းကြီးဌာနလူမှုဆက်ဆံရေးကိုကြောင်းရွှေ့ရောက်ရှိသွားတာဖြစ်ပါတယ်။ အခါညမှုအစ်စ်ဟာလဲစေယုံထဲကနေအเจ้าဝန်ကြီးရွတ်လို့ဘောင်းမီချွတ်လာရတဲ့ဇော်မြင့်ဦးတို့မဟုတ်မြင့်စောဦးဖြစ်ပါတယ်။၎င်းရဲ့မူလစစ်ဖက်ရာတို့ကိုတော့အစည်းအဝေးနေတဲ့လားဖြစ်ပါတယ်။ချမ်းမြောက်နောင်ချုံမြို့နယ်တောင်ခမ်းဒေသမှာအမှတ်900နဲ့အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်ထဲကနေနောင်တော်ကျေးရွာထိလက်နက်ကြီးနဲ့ယနေ့မနေ့မှာထပ်မံပစ်ခတ်ထားပါတယ်။နေပြည်တော်မှုမရှိပဲကြော်ဝါလန်အားနဲ့ပစ်ခတ်နေတာဖြစ်ပါလိမ့်မယ်။တောင်ခမ်းဒေသကိုအပြည့်အဝထိန်းချုပ်နိုင်ပြီလဲဆိုကြသေးအခုထိလည်းပစ်ခတ်လို့မပြည့်စည်ဖြစ်နေတာ လို့ပြောရမှာဖြစ်ပါတယ်။စီဘူးခြေဆိုင်ကယန်းပြည်သူရဲ့စစ်စစ်စခန်းတိုးချဲ့လာမှုကို KNU တပ်မှနှစ်ကတပတ်အတွင်းဆုတ်ခွာပေးဖို့တောင်းဆိုထားတာရှိပါတယ်။ငွေတောင်အောင်ဖက်ကရွာနေရွာမှာလာရောက်တပ်ဆွဲထားခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ကယန်းပြည်သူဟာခြေကတော်ထိအာဏာသက်ရှိတာဖြစ်ပြီးတာနာုံမြောက်ချမ်းအထူးဒေသမှာတော့ဥက္ကိုကြီးအဖွဲ့ဟာဩဇာကြီးမားပါတယ်။ဥက္ကိုကြီးဆိုသူဟာ KNU တပ်ဖွဲ့ဝင်ဟောင်းတအူးဖြစ်ခဲ့မှုပြီး တန်းတော်မြောက်ချမ်းကိုအထူးတာဝန်နဲ့ရောက်ရှိလာကအစိုးရဒေသမှာပဲအခြေချနေထိုင်တော့တာဖြစ်ပါတယ်။၎င်းဟာကောင်းလောင်းဆယ်ကြီးကိုဖောက်ခွဲရန်လာခဲ့တာဖြစ်ပြီးဖောက်ခွဲလို့ရမ်းမလုံလောက်ဘူးလို့ပြောကြသလိုဖောက်ခွဲလိုက်ပါကဒေသခံပြည်သူတွေလောက်ကရောက်ကုန်မှာစိုးတယ်လို့လည်းပြောကြတဲ့ဗဇတ်ရာဇဝင်လေးတို့ခုကရင်နီဒေသကိုကျွန်တော်ရောက်ရှိစဉ်ကမှတ်သားခဲ့ရတာရှိပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်